သာသနာတော်နှစ်2568ကောဇာတက္ကရီ1386ခုနှစ်ကစုံလပြီးကျော်ရှိရ30ရက်5 2024မန္တလေးမြို့ဦးဝင်းမြင့်ဒေါခင်အေးဝင်းညီမဖြစ်သူဒေါခင်တန်းသေးရွှေမြင့်ကလေးပဲခွဲဆက်မိသားတစုတို့ဓမ္မဒါနာပြုသည်ဖြင့်ဟောကြားအပ်သော အရှင်သာရိပုတ္တရာဤဘဝနှင့်ဓမ္မအပိုင်းတတရားတော်အလူရှင်များကမထေကြီးများရဲ့အကြောင်းမြတ်ဗုဒ္ဓရဲ့အကျော်မော်မြတ်စွာဘုရားရဲ့သားတော်အကျော်မော်မထေကြီးတွေအကြောင်း နာကျင်လို့သူတို့ကရှောက်ထားရှင်မကတ္တဗရဲ့အကြောင်းဦးဇနုပြည့်ပြည့်စုံစုံဟောခဲ့ပြီအဲ့ဒါပြီးတော့ရှင်ကွဋ္ဌေညအကြောင်းလည်းပဲဟောကြားလို့ပြီးပြီ အခုရှင်သာရိပုတ္တရာရဲ့အကြောင်းအရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအရှင်သာရိပုတ္တရာလို့ပြောလိုက်ရင်အလုံးသောသူတော်ကောင်းတွေသိထားကြတာကဖျားပြီးရင်ပညာအတော်ဆုံး အတတ်ဆုံးဟာရှင်သာရိပုတ္တရာလို့ဒီလိုသိကြတာများတယ်အဲ့ဒီတည်းမှာကရှင်သာရိပုတ္တရာရဲ့လေးစားပွဲရာအကြပွဲရာ အတုယူပွဲရာတွေကအများကြီးရှိတယ် ဥပမာပြင်သီးခံတဲ့နေရာမှာစံပြပဲဒီမထေကြီးကသူတော်ကောင်းတွေကြားဘူးလိမ့်မယ်ကိုရင်လေးတစ်ပါးကအရှင်သာရိပုတ္တရာသင်္ကန်းဝတ်ထားတာမညီလို့ထောက်ပြတာကိုရမှာသွားပြီးညီအောင်ပြန်ဝတ်ပြီးအရှင်ဖုရားဒါလို့ဆိုညီပါပြီလားဖုရားလို့ပြန်ပြောတာဘယ်သူပါလိမ့်အရှင်သာရိပုတ္တရာပဲဟုတ်တယ်နော် ဟာပညာရာဧတရေရတဲ့မထေကြီးဘုရားပြင်သူအတော်ဆုံးအတတ်ဆုံးကိုရင်လေးတစ်ပါးကလာထောက်ပြတာတာမန်လူနေနဲ့ကြည့်ရင်အုံမဲကိုရင်ကငါများလာပြီးထောက်ပြသေးတယ်ငေါ့ဖို့များတယ်မလားဒါမဲ့ရှင်သာရိပုတ္တရာအဲ့လိုစိတ်ထားမရှိဘူးအဲ့ဒါသူတို့ကောင်းလေအတူယူပွဲကကောင်းတယ်ပြောတယ်နော်နောက်တစ်ခါယေရှုသီးတတ်တဲ့နေရာလဲရှင်သာရိပုတ္တရာကြီးကအံ့ဩစရာကောင်းတယ်ဒါရပုံနာကြီးဆင်းရဲတယ်အကိုရမဲ့နေလို့သင်္ကန်းဝစ်ချင်တာ ဘယ်ကိုယ်တော်ကမှသူ့ကိုသင်္ကန်းဝတ်မပေးဘူးအဲ့ဒါငိုကြွေးပြီးတော့သူ့မှာနေရတော့ဖះကမေးတယ်တန်ဃာတွေခေါ်အဲ့ဒီပုံနာခေါ်ကဲတန်ဃာတော်ရှင်သူမြတ်တို့ဟောဒီပုံနာကြီးကျေးဇူးရှိတဲ့ပုဂ္ဂိုလ်များရှိရင်ထွက်ခဲ့ပါပြောပြကြပါဆိုတော့တန်ဃာတွေအများကြီးရမှာရှင်သာရိပုတ္တရာကြီးကထွက်လာတယ်ဒီပုံနာတပည့်တော်ပေါ်ကျေးဇူးများတယ်ဖះဘယ်လိုကျေးဇူးများတော့ဆိုတော့တပည့်တော်စွန့်ခံတော့က စွန်းတစွန်းလောင်းဘူးတွေတဲ့အဲ့ဒီကျေးဇူးကိုတန်ခါပေးတတ်လဲမှာရှင်သာရိပုတ္တရာပေါ်ပြတာကျေးဇူးတိတတ်တဲ့နေရာမှာလဲသူတော်ကောင်းတို့တွေဥစဉ်တို့ရှင်သာရိပုတ္တရာကြီးကဗာလဲစံပြပဲဟုတ်လားဟာနောက်တခါသူကပညာရာတော်ဆုံးအတာဆုံးအတာဆုံး ဆိုတော့ဣရတဲ့ဘွယ်သူကြီးရထားတဲ့ပုဂ္ဂိုလ်ဖျားပြီးရင်မြင့်ဆုံးနေရာသူရထားတယ်ဒါပေမဲ့သူ့ကို သောတာပန်တီအောင်ဟောပေးလိုက်တာကပိဿဝဂီ၅ဦးတည်းကအငယ်ဆုံးအတ္တသိမထေဒီလိုမလားအတ္တသိမထေကယာတုနေနဲ့ကြည့်ရင်ယာတုမရှိရှာသူ့လိုယာတုမကြည့်ဘူးပေါ့သူကယာတုကြည့်တယ်ဒါပေမဲ့လို့ရှင်သာရိပုတ္တရာကြီးရောက်ရာအရက်ကနေပြီးတော့ဘယ်နေရာရောက်ရောသူ့ဆရာအရှင်အတ္တသိဘယ်မှာ ရှိတယ်လဲဆိုတော့သိအောင်လုပ်ပြီးတော့ သူ့ဆရာရှိတဲ့ဘက်ကိုဥချပြီးသူ့ဆရာရှိတဲ့ဘက်ကိုခေါင်းပြူပြီးအိတ်တဲ့ဗျာဟုတ်လားဟောဆရာကိုတန်ဖိုးထားလေးစားပုံနဲ့ပဲအံ့ဩစရာကောင်းတာပြောတာနော်နောက်တကသူ့မှာညီ၃ယောက်ညီမ၃ယောက်ရှိတယ်စုံနာရဲ့ဥပဒေနာရဲ့ရေဝတရဲ့ဆိုပြီးညီက၃ယောက်စာလာရဲ့ဥပစာလာရဲ့တိတုပစာလာရဲ့ဆိုပြီးညီမက၃ယောက်သူကအဲ့ဒီ ညီ၃ယောက်ညီမ၃ယောက်တဲ့အကြီးဆုံးအကိုကြီးသူသာသနာပေါင်းဝင်တော့သူညီတွေသူညီမတွေအကုန်လုံးကလည်းဘာဖြစ်ကြတော့သာသနာပေါင်းဝင်တာဒီနေရာမှာသူတော်ကောင်းတို့ကြည့်နော်သူ့အမေပုံနေမကြီးကသူတို့သာသနာပေါင်းဝင်တာကိုကျင့်တ်လားဒါပေမဲ့ကြံတဲ့ညီတွေညီမတွေက အဖေအမေထက်ဘယ်သူ့ကိုပိုချစ်နေကြသလိုတဲ့ရအကိုကြီးကိုပိုချစ်ကြတာဟုတ်လား ဒါဖြင့်ရှင်သာရိပုတ္တရာကြီးရဲ့စိတ်နေသဘောထားနဲ့ညီကိုမောင်နှမတွေရဲ့အပေါ်မှာထားတဲ့စိတ်ထားဘလောက်ထိသရောကောင်းတို့တွေမုံမြတ်တယ်လဲထက်တန်းကြတယ်လဲဆိုတော့မှန်းပြီးတော့ကြီးညိုလို့ရအောင်ပြောပြတာเนาะအေးသာသနာကိုသာသနာတွင်မှာနေတဲ့အခါမြင့်မြန်မှန်ထက်တန်းမှန်ကြအမှန်သိပြီဆိုတဲ့အခါသူ့ရဲ့ညီတွေညီမတွေလည်းအကုန်လုံးသာသနာတော်တွင်သူသူခေါ်သွင်းပြီးတော့စီယုံနိုင်စွမ်းရှိတယ်နောက်ဆုံးတော့သရောကောင်းတွေသိပြီးသားအမေအယူမှားတာတောင်ပဲ အယူမှန်အောင်သူလုပ်ပေးသွားနိုင်တယ်မို့လားအေးအဲ့တော့ခဏပြောပြမှာကအဲ့လိုဂုံအင်္ကာတွေနဲ့စုံလင်စွာ ပြည့်နေတဲ့ရှင်သာရိပုတ္တရာကျောင်းကိုဦးဇင်းတို့တွေပြောပြမယ်မြင့်မြတ်သူဟူသည်မြတ်တို့ယူကြသည်မြတ်နေရာရှောင်းတခင် ခုချက်ချင်းအလျင်းမရပါမြားသူတို့အိတ်နေရာညင့်အခါပင် သူမနာ အမြင့်ကိုသူမြင်လို့သူအစဉ်နှစ်ဆတိုးလို့ရဲ့ကြိုးကုတ်လေသာ မြောင်းမြပိဇောတိုင်ုံဆရာတော်ကြီးရေးထားတဲ့စာမြင့်မြတ်သူဟူသမျှတို့ယူကြသည့်မျက်နှာရာမြင့်မြတ်တဲ့နေရာထက်တန်းကြတဲ့နေရာကိုမြင့်မြတ်ထက်တန်းကြတဲ့ပုံကိုယ်တွေကပဲဘာဖြစ်ကြတော့ယူကြတာဟုတ်လားအခုလဲဖျားပြီးရင်ပညာရာမှာအသာဆုံးဆိုတာကဘယ်သူပါလိအရှင်သာရိပုတ္တရာမြတ်စွာဘုရားရဲ့ပထမအက္ခသာဝကဟာဘယ်သူလဲမေးရင်အရှင်သာရိပုတ္တရာမမြင့်မြတ်ဘူးလား အဲ့ဒီမြင့်မြတ်တဲ့နေရာကိုမြင့်မြတ်တဲ့ရှင်သာရိပုတ္တရာကြီးရတယ်လွယ်လွယ်နဲ့ရသလားလို့မိရတော့မဟုတ်ဘူးတဲ့မြင့်မြတ်သူဟူသမျှတို့ယူကြသည့်မြတ်နေရာရှောင်းတခင်ခုချက်ချင်းအလျင်းမရပါ ခုလိုခြင်းလို့အခုလုံးလို့ခုရတာမျိုးမဟုတ်ဘူးဟုတ်လားမြားသူတို့အဲ့နေရာညင့်အခါပင် သူမနာသူများတွေအဲ့တဲ့ချိန်တော်သူတို့မအိပ်ဖဲနဲ့ဘာဖြစ်ကြတော့အလုံးလုံးကြတယ်ဟုတ်ပြီလား ညင့်အခါပင်သူမနာဘာလောက်ကြတယ်လဲမေးတော့အမြင့်ကိုသူမြင်လို့သူအစဉ်နှစ်ဆတိုးလို့ရကျိုးကုတ်လေသာတဲ့အဲ့ဒီမြင့်မြတ်တဲ့နေရာကြီးရခြင်းရင်သူများတဲ့နှစ်ဆတိုးအလုလုရမှာပါလားဆိုတာသိလို့သူများတဲ့အိတ်တဲ့ညတော့မလုအဲအိတ်ချင်းမပြုတ်ပဲနဲ့နှစ်ဆတိုးပြီးအလုလုကြတယ်တဲ့ဗျဟုတ်လားအေးအဲ့ဒီကဗျာတိုက်မှာပဲအရှင်သာရိပုတ္တရာအလောင်းကလွန်ခဲ့တဲ့ကဘာတသိန်းရဲ့အချက်က တရရလို့ခေါ်တဲ့တထေးကြီးဖြစ်တယ်။သူ့ရဲ့တငယ်ချင်းကတိရိဝဒနာသူလည်းတထေးပဲတထေးတငယ်ချင်းနှစ်ယောက်အဲ့ဒီတထေးတငယ်ချင်းနှစ်ယောက်မှာတရရကတနေ့တော့စဉ်းစားတယ်။ငါရဲ့မိဘတွေဘိုးဘွားတွေရှာသွားတဲ့စည်းစိမ်ဥစ္စာယရနာတွေဟာအခုငါတုံနေရပြီ။ မိဘဘိုးဘွားတွေရှာသွားတဲ့ယရနာတွေနဲ့ပစ္စည်းတွေနဲ့ငါရှာတဲ့ပစ္စည်းတွေနဲ့ပေါင်းလိုက်ရင်အများကြီးအဲ့တော့ရှာရှာပြီးစုစုလာလိုက်ကြတာသေသွားတဲ့ဘိုးဘွားတွေကတယောက်မှသူတို့ရှာသွားတဲ့ပစ္စည်းတွေယူမသွားကြဘူးငါသိရင်လည်းပဲဒီတိုင်းပဲတဲ့ငါရှာတဲ့ပစ္စည်းတွေငါယူသွားလို့မရဘူးဟုတ်ပြီလားအဲ့တော့ဘဝဟာစီးပွားရှာရင်းနဲ့တင်အချိန်ကုန်ပြီးတော့အနှစ်သာရမဲ့တယ်လို့ဖြစ်နေတယ် ဒါတွေစွန့်လွတ်ပြီးတော့ငါတရားရှာမှဖြစ်မယ်ဆိုတဲ့အတွေးမျိုးအဲ့ဒီတရရသထင်းမှာပေါ်ပေါက်လာတယ်။အဲ့ဒါနဲ့ဘာလို့တော့မိတော့သူ့ရှိတဲ့ပစ္စည်းတွေအကုန်လုံးကိုစွန့်လွတ်လှူဒန်းပြီးတော့ယသိဝေယသိဝေမဲ့စိတ်ကူးတယ်ဆိုကြပါစို့ယသိမဝေခင်မှာသူ့တငယ်ချင်းတိတိဝရဏကိုသွားပြီးတော့စီယုံနဲ့ခေါ်တယ်။ဟာသူ့တငယ်ချင်းကပြောတယ်တငယ်ချင်းရတဲ့ငါအဲ့လောက်ထိအောင်မစွန့်လွတ်နိုင်သေးဘူးကွာမင်းစွန့်လွတ်နိုင်တာကိုသာဓုခေါ်ပါတယ် ငါမလိုက်ပြရစီနေအောင်နဲ့အိုးငါဒီမှာသားတွေသမီးတွေနဲ့စီပွားရေးလုပ်ပြရစီအောင်ပေါ့ဟုတ်လားဒီလိုပြောတော့တငယ်ချင်းကကြံခဲ့အဲ့ဒါနဲ့သူကတော်တဲ့ကိုတယောက်ထဲထွက်ပြီးတော့ကျင့်တာဗျာကျင့်လိုက်တာမှအဲ့ဒါလောကီဘိညာဉ်ငါးပါးတမပတ်၈ပါးဒီတရားတွေသူကုံရသွားတယ်အဲ့လိုဇန်ရင်ကတွေနဲ့ဘိညာဉ်နေနဲ့တမပတ်တွေနဲ့ပြည့်စုံပြီးတော့နေတဲ့ဒီယသိနာကို လာလာပြီးတပည့်ခံလိုက်ကြတာတပည့်ပေါင်းကဘလောက်ဖြစ်သွားသလဲမေးလိုက်တော့နောက်ဆုံးတပည့်ပေါင်း9000တောင်ရှိတာသူတော်ကောင်းတရားကျင့်တော်လဲသူတော်ကောင်းကျင့်ပေါ်ကျင့်ဘက်တွေအများကြီးသူ့နောက်ပါလာတာပြောတာပါနော်အဲ့ဒါဆရာတော်ကြီးတွေကပြောထားတာရှိတယ်ကိုကသာဟုတ်နေပါစေတဲ့ကိုကသာမှန်နေပါစေကိုဗေနေရရောက်ရောက်ကဘာကြီးကလမ်းဖောက်ပြီးလိုက်လာမှာပါဆိုတော့အဲ့ဒါပြောတာဟုတ်လား ခုရှင်သာရိပုတ္တရာရဲ့အလောင်းတရရရတိစီးစီးဝါဥစ္စာယရဏာတွေအကုန်လုံးစွန့်ပြီးတော့တောတဲ့သွားပြီးတော့မလုပ်တော့ယတိဝိတရားနဲ့နေတယ်သူ့ရဲ့အကျင့်ကိုမျက်နှို့ကြီးညိုပြီးတော့သူ့နောက်အတုလိုက်ပြီးတပည့်ခံကြတာတပည့်ပေါင်းဘယ်လောက်လဲ9000ဟောသူ့နောက်လိုက်လာတာဒါပြောတာနော်အဲ့ဒီ9000တောင်းတဲ့တောတဲ့မှာတရားလေးနဲ့ချမ်းချမ်းသာသာနေနေတော့အနောမဓာတ်တိမြတ်စွာဘုရားတဲ့သူတို့ရှိတဲ့တောကိုကြွလာ ဖះကြွလာတော့ဖះမန့်သူကအရှင်သာရိပုတ္တရာလောင်တရရရသေးကတိတယ်တိတဲ့အတွက်တာကြောင့်သူကရိုးသေးသေးနေရထိုင်ခဲ့နေပြင်ကြာကြာနနရှစ်ခို့တာတွေလုပ်တပိ9000ခေါ်လိုက်တဲ့ကတပိ9000ကလည်းလာတော့သူတို့ဆရာကဒီဖះကိုရှစ်ခို့နာတွတ်တွေ့ဟာဆရာရသေးလောကကြီးမှာမြင့်ဆုံးမြတ်ဆုံးကဆရာလို့ထင်ထားတာအခုကျဆရာကဒီပုဂ္ဂိုလ်ကိုရှစ်ခို့တော့သူကဆရာတဲ့မြတ်လို့လားဟဲ့ကောင်းလေးတွေ ဟဲ့ငါတပည့်တို့အဲ့လိုမနှိုင်းကြနဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ဂုံနဲ့ငါဂုံနဲ့နှိုင်းရင်တဲ့မြင်းမူတောင်နဲ့နှမ်းစီလေးလို့ကြွားရတဲ့ဒီလိုပြောတာဟုတ်လားသူ့ရဲ့ဂုံကဘလောက်ပဲရှိတဲ့နှမ်းစီလောက်ပဲဘုရားရဲ့ဂုံကဘလောက်ကြီးတဲ့မြင်းမူတောင်ကြီးလောက်ရှိသေးတယ်အဲ့ကြောင့်မနှိုင်းရှင်အပ်ဘူးတဲ့သူတပည့်တွေပြောပြတော့မှာဟာဆဲရတဲ့မနှိုင်းရှင်အပ်တဲ့ဂုံတွေနဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးပဲဆိုရသိ8000လဲရှိခိုးတယ် ဲ့တော့မြတ်စွာဘုရားကဆုံးခံရင်းနဲ့ဒီကိုကြွလာတယ်တို့မြတ်စွာဘုရားကိုရှိတံနဲ့ပူဇော်ကြမယ်တို့နေတဲ့တောဓာတ်မှာအခုပန်းတွေလိုင်လိုင်ပွင့်နေတယ်အဲ့ဒီပန်းတွေခူးပြီးတော့မြတ်စွာဘုရားထိုင်ဖို့လဲပန်းခင်းသံဃာတွေကြွလာရင်သံဃာတွေသတင်းသမှုလဲပန်းခင်းပေါ်ကနေပူရင်မိုးဖို့လဲပန်းနဲ့ပဲမိုးငါဒီလိုပူဇော်ခြင်းတကွယ်လို့ဆရာဖြစ်သူတရရရတိကပြောလိုက်တော့တပည့်တွေကအားလုံးကုန်စည်စင်ပေးတယ်။ဖယားနဲ့တန်ဃာတွေကိုပန်းမန်းတက်ကြီးနဲ့ပန်းမွေရာကြီးနဲ့ထားတယ်ပေါ့ဗျာ ဟုတ်လားအဲ့ဒီမှာပြိသက်အံဩစရာကောင်းတာက အရှင်သာရိပုတ္တရာလောင်းတရရယသေကလေပန်းချီကြီးမိုးပြီးတော့ဖယားနာကနေတာတဲ့ဘယ်နှစ်ရက်ကြာသလုံးမိလိုက်တော့ခုနှစ်ရက်ကြာတယ်ဟုတ်လားမြတ်စွာဘုရားကို ပန်းနဲ့မိုးပြီးတော့ပန်းချီကြီးမိုးပြီးတော့ပြိသက်ပူဇော်တာဘယ်နှစ်ရက်လဲခုနှစ်ရက်ဟောပန်းဆိုတော့နံပါတ်1မြတ်စွာဘုရားအမွှေးနိုင်ရာ အပေါ်ကနေတန်နေမကာကာပေးတဲ့တော့ကြောင့်မြတ်စွာဘုရားလည်းမပူရဘူးဟုတ်လားအဲ့ဒီလိုပရိသတ်9ရက်တိတိပူဇော်တာသမင်းအောင်မစားဘူးတဲ့ဘာစားနေတယ်လဲမေးတော့ပီတိနဲ့ဟုတ်လားဒီလိုမြတ်စွာဘုရားကဒီလိုမွန်မြတ်တဲ့ပန်းထက်တန်းပြတဲ့ပန်းနဲ့ငါပူဇော်ခွင့်ရပြီကွာဆိုပြီးတော့ခြေနဲ့နေတာအဲ့ဒီမှာမြတ်စွာဘုရားရဲ့တပည့် ပထမဧကသာဝကနဲ့ဒုတိယဧကသာဝကနှစ်ပါးပြိသေကြီးကြွလာတာနိသဗမထေနဲ့အနောမမထေတဲ့နိသဗမထေဆိုတာပထမဧကသာဝကနောမမထေဆိုတာပြိသေဒုတိယဧကသာဝကပေါ့အဲ့ဒီမထေနှစ်ပါးကိုမြတ်စွာဘုရားကပန်းအနုမောဒနာတရားဟောခိုင်းဟာပန်းလူချင်းနဲ့ပတ်သက်ပြီးတော့ပြိသေတစ်ထက်တန်းကြဖို့မွန်မြတ်ဖို့ကောင်းကျိုးရဖို့ဒါတွေကိုမြတ်စွာဘုရားဟောခိုင်းတော့ အဲ့ဒီမထေနှစ်ပါးကလည်းခေါ်လိုက်တာဏိသဘနဲ့အရှင်နောမမထေတို့တပိ9000ရောဒီတရရရတရောတရားသူတွေမရဘူးမြတ်စွာဘုရားခေါ်လိုက်တော့မှတပိ9000ကဘာဖြစ်တယ်လဲမေးလိုက်တော့အာတော်ကင်းကွာတဲ့ယဟန္တာကြီးတွေဖြစ်တာအရှင်သာရိပုတ္တရာအလောင်းဏိသဘတရရရတေကရသလားမေးလိုက်တော့တရားမရဘူးဘာဖြစ်လို့တရားမရတယ်လဲမေးလိုက်တော့စိတ်မငြိမ်လို့တယ်ဟုတ်လား စိတ်မငြိမ်နဲ့ဆိုတာပြိတ္တဲ့မြတ်စွာဘုရားကြီးညိုတဲ့စိတ်တွေအစောဆုံးကနိသဗ္ဗမထေသွားတော့နိသဗ္ဗမထေပေါ်မှာကြီးညိုတဲ့စိတ်တွေနောက်တစ်ခါနိသဗ္ဗမထေဆိုတာဘာလဲမေးမြတ်စွာဘုရားရဲ့သာသနာတော်မှာပထမဧကသာဝကဖျားပြီးရင်အတော်ဆုံးအတတ်ဆုံးတယ်သူ့ကိုအားကြတဲ့စိတ်တွေဖြစ်ချင်လိုက်တာသူ့လိုဖြစ်ချင်လိုက်တာဖျားကဟဲ့နိသဗ္ဗခေါ်လိုက်ဆိုဒေါနောနောနောနေတယ်ခေါ်လိုက်တာသူ့လိုခေါ်တတ်ချင်လိုက်တာ မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့လက်ယုံကြီးသူကဖြစ်နေတာငါလည်းဘုရားရဲ့လက်ယုံကြီးလို့သူ့လိုဖြစ်ချင်လိုက်တာကျန်တဲ့ကိုတော်တွေလို့ပြိတ္တကျန်တဲ့ရသေးတွေလို့သူ့ရဲ့စိတ်ကတည်ငြိမ်မှုရှိလားမရှိဘူးဟုတ်လားအနာဂတ်တွေပြိတ္တမှန်းဆပြီးတော့စိတ်တွေလည်းဖြစ်နေတယ်ပိစုံပါမှာဖူးရတဲ့ဘုရားကြီးညိုတဲ့စိတ်တွေလည်းဖြစ်နေတယ်တရားတဲ့အာယုံမရနိုင်ဘူးဒီလိုဖြစ်တယ်အဲ့ဒါနဲ့ခொနှစ်ရဲ့ပြည့်မြောက်တဲ့အခါပြိတ္တရဲ့သူကဗျာဒိတ်ခံတယ်မြတ်စွာဘုရား တပိတော့ဤကဲ့သို့မုံမုံမြတ်မြတ်ထက်တန်းကြတဲ့ပန်းနေနဲ့မြတ်စွာဘုရားနဲ့သံဃာတော်များကိုခொနည်းရတိတိပူဇော်ရတဲ့ကောင်းမှုကြောင့်တခြားစုမလိုခြင်းဘူးဘုရားမြတ်စွာဘုရားရင်ကိုယ်တော်မြတ်ကြီးရဲ့နဘေးမှာရှိတဲ့ပထမအက္ခသာဝကနိသဗမထေကဲ့သို့တပိတော်လည်းပဲနောင်မှာဖြစ်ပြရစေဖြစ်ခြင်းလိုက်တာဘုရားဒီစုကိုသူပြောတယ်သူတောင်းတယ်အဲ့ဒီမှာမြတ်စွာဘုရားရင်ကိုယ်တော်မြတ်ကြီးကလည်းကြည့်ပြီးတော့အနာဂတန်တဉာဏ်နဲ့ကြည့်လိုက်တဲ့အခါပြည့်နိုင်မယ်ဆိုတာသိလို့အဲ့ဒီမှာ တဘာတသိမ့်လွန်မြောက်တဲ့အခါမှာဂေါရမမြတ်စွာဘုရားပွင့်တော်မူလိမ့်မယ်ခမီးတော်ကသုတ်တော်ရဏမေတော်ကမေတော်မာယာသူ့ရဲ့သားကရာဟုလာအဲ့ဒီခါမှာရှင်ရသေကသာရိပုတ္တရာအမိနဲ့ပထမအက်ကသာဝကယာဒူရလိမ့်မယ်လို့အဲ့မှာဖြာတိပေးတာဟုတ်လားဟာကြည်နှက်လိုက်တာပျော်လိုက်တာ လေးတင်ချင်းနဲ့ကဘာတသိန်းပြိတဲ့ကဘာတသိန်းဆိုတာကြီးကိုပဲအကြာကြီးကိုမနေ့ပြန်တစ်ပတ်ခါရောက်မဲ့ပုံစံမျိုးသူတို့ထင်သွားတာနော်အဲ့ဒါနဲ့ပျော်လွန်းလို့ပြိတဲ့မြို့ထဲမှာကြံခဲ့တဲ့သူ့တငယ်ချင်းတိတိဝတ္တနာစီပြန်လာတိတိဝတ္တနာမင်းအနောမတ်တ္တိဖရာပွင့်ပြီကွာဖရာကိုပူဇော်ဟာရှစ်ခိုးဟာသွားပြီးတော့တိုက်တွန်းတယ်သွားပြီးတော့တိုက်တွန်းတော့ဟာအရှင်ရဲ့သိရဲ့တငယ်ချင်းရဲ့ငါဖရာနဲ့မှမရင်တည်တာ ဖះကိုပူဇော်တယ်ဆိုတော့ဘလို့ပူဇော်အမှန်လဲငါမသိဘူးချင်းကရအမှန်လဲငါမသိဘူးဘလို့ပေးရအမှန်လဲငါမသိဘူးအဲ့တော့အဲ့ဒါကြီးအတွက်မင်းငါတာဝန်ထားလိုက်မင်းက ပူဇော်ဖို့သာပြင်အဲ့ဒီမှာရှင်သာရိပုတ္တရာအလောင်းနိသာရရယသိကနေပြီးတော့အကုန်လုံးပြိသိပြောတဲ့အတိုင်းသီတိဝရဏတထေကကုံစီစဉ်တယ်သူ့အိမ်ထဲမှာလဲသူလဲပန်းမတ်တက်ကြီးထိုးတယ်တန်ဃာတွေထိုင်ဖို့ရတဲ့ပန်းနေနဲ့ပြိသိအကုန်စီစဉ်တယ်ဟုတ်လား အေးအဲ့ဒါကြည့်ပြီးတော့ထင်တယ်ဥစ္စာမြတ်စွာဘုရားကိုပန်းနေကတ်ကြတာဟုတ်လားအေးဒီမထေနှစ်ပါးရဲ့ပရိသတ်ဘဝအစပန်းနေနဲ့စခဲ့တာနော်အဲ့ဒီမှာပူဇော်ပြီးတော့သူကလည်းမထေတွေကို ပင့်မြတ်စွာဘုရားကိုပင့်ပြီးတော့ဆုံးနေကတ်တယ်ခொနည်းရခொနည်းလီနောက်ဆုံးမှာသင်္ကအဆုံဆုံနေလဲကတ်တယ်သူကတထေးဆိုတော့အကုန်လုံးတရရယသိစီမံခိုင်းတဲ့တိုင်ကုံစီမံပြီးတော့ခொနည်းပြည့်တဲ့နေ့မှာသူကလည်းဆုတောင်းတယ်အရှင်ဘုရားတပည့်တော်လည်းပဲ နောင်ဖရာတဆူရဲ့လက်ထက်မှာအရှင်ဖရာနဘေးမှာရှိတဲ့အနောမမထေကဲ့သို့ဒုတိယဧကသာဝကတကောအရာမှာအတော်ဆုံးအတဆုံးမထေတပါဖြစ်ကျင်လိုက်တာဖရာဖိပရစီဖရာဒီစုတောင်းတော့မြတ်စွာဘုရားကအဲ့ဒီမှာပြေးလိမ့်မယ်ဆိုပြီးတော့ဗျာဒိပေးတယ်ဟုတ်ပြီလားအဲ့တော့ရှင်သာရိပုတ္တရနဲ့ရှင်မမောကလန်ရဲ့အလောင်းဒီနှစ်ပါးရဲ့အကြောင်းပြောတဲ့အခါမှာပါရမီဖြည့်စင်ခါမှာလဲသူတို့ကတူတူပဲဗျဟုတ်လား ယခုနောက်ဆုံးပစ္စည်းမဘဝိကပေါ့နောက်ဆုံးဘဝရောက်တဲ့အခါမှာလဲပစ္စည်းမဘဝရောက်တဲ့အခါလဲတို့တွေကအတူတူလာဖြစ်ကြတာဟုတ်ပြီနော်တပားကပြိသိအရှင်သာရိပုတ္တရာကမဖြစ်တော့မိလိုက်တော့ရာဇဂျိုမြို့ရဲ့အနီးကဥပတိတ်တရွာမှာရူပသာရိပုံနှင်းမရဲ့ဝမ်းကြတဲ့မှာပရိသန္တိနေတယ်အဲ့ဒီပုံနှင်းမကြီးနဲ့ပြိသိဟိုဆွေ90မြွေ90မြွေ90ပေါ့ဗျာတခါတည်း မေတ္တာတွေနဲ့ချစ်ချစ်ခင်ခင်နေလာကြတဲ့တငယ်ချင်းမိတ်ဆွေရှိတယ်အဲ့ဒါကလည်းသူတို့ရွာနဲ့မနီမဝေးမှာပြိတ္တေကောလိတရွာကောလိတရွာက မောက်ကလေးပုံလေးမှရင်ဝမ်းမှာလဲပဲပြိတ္တေကလေးတယောက်ပရိသန်တွေခတယ်မောက်ကလေးပုံလေးမှရင်ဝမ်းမှာပရိသန်တွေခတာကဟိုဘဝကတိတိကိုရဏတထေးဟုတ်လားနောက်တက်ကပြိတ္တေရူပတာရီပုံလေးမှရင်ဝမ်းမှာဝမ်းပြိတ္တေပရိသန်တွေခတာကဘယ်လိုလဲမလဲတော့ တာရရယသေးဗျာဟုတ်ပြီနော် အချိန်ရောက်လို့မွေးဖွားလာကြတဲ့အခါကျတော့သူတို့နှစ်ဦးရဲ့မိဘနှစ်ပါ အဖေတွေဟာရွာရဲ့တကြီးကြီးတွေဖြစ်တော့ရွာရဲ့အကြီးကဲကြီးတွေဖြစ်တဲ့အတွက်တာကြောင့်အကြီးကဲကြီးတွေရဲ့သားမို့ပြိတဲ့သူတို့အဲ့ဒီကလေးတွေကိုလည်းရွာနာမည်ပဲပေးတယ်ဥပတိတ်သားဟုတ်လားဟာနောက်တစ်ယောက်ကလည်းပြိတဲ့ဘာပေးတယ်လဲမေးလို့တော့ကောလီတရွာမှာမွေးတဲ့ကလေးကိုလည်းကောလီတဒီလိုဖြစ်တာနော် အဲ့တော့သာရိပုတ္တရာလောင်းက ဥပတိတ်သဟုတ်ပြီလားရှင်မမောကလန်လောင်းကကောလီတဒီလိုဘောကမဖြစ်ကြတာနော်သူတို့နှစ်ယောက်ကပြိတဲ့ငယ်ငယ်လေးမြေကြီးပေါ်မှာကစားကြတဲ့ကဒီသူတို့နှစ်ယောက်ကအတူတူကစားတာလေကြောင်းသွားရင်လည်းတူတူစားရင်လည်းတူတူကစားရင်လည်းတူတူအတူတူကစားရင်ကစားရင်နဲ့ကြီးပြီးတော့လာလိုက်ကြလူပြိုပေါက်ရဘောကရောက်တဲ့ခါအဲ့ဒီမှာပြိတဲ့မြတ်စွာဘုရား ပွင့်ပြီလို့ဆိုကြစို့နော်အမသက်ကိတ္တရ3ခုကဆုံလပြည့်မှာဘုရားဖြစ်ဝါဇုလပြည့်မှာဓမ္မစက်ကြတရားဥဟောမိဂရာဥမှာဓမ္မစက်ကြတရားဥဟောဝါတွင်3လခေါ်လိုက်တာယန္တာပေါင်း60ရာအဲ့ဒီယန္တာပေါင်း60ကိုဝါလာကင်းလို့သတင်းကြွတဲ့ကတကြောင်တီတော်ခီတပါးတဲ့ကြွပြီးသာသနာပြုကြဆိုပြီးလွတ်လိုက်တာမြတ်စွာဘုရားကလည်းသတင်းကြွလာပြီကြော်ကလေးကအဲ့ဒီတော်ကနေထွက်လာတယ်ဘယ်ကိုလာတယ်လဲမိတဲ့တော့ရာဇကြိုးလာတာဟုတ်လား ဖခင်ဖခင်ဖြစ်ရင်ပထမဆုံးတပည့်တော်မျိုးကိုကြွားခဲ့ပါလို့ရာဇဂျိုပြည့်ရှင်ဘရင်ဗိမိတာထာကပင့်ထားတာလေအဲ့ဒါကြောင့်မြတ်စွာဘုရားကရာဇဂျိုလာတယ်ဟောမြတ်စွာဘုရားကလည်းရာဇဂျိုလာနေပြီသူတို့ဥပတိတ်သနဲ့ကောလိတတငယ်ချင်းနှစ်ယောက်ကလည်းနှစ်စဉ်နှစ်တိုင်းကျင့်ပမြဲဖြစ်တဲ့ပြည်သက်တောင်ထိပ်ပွဲသဘင်ကြီးကိုမလုပ်ကြတော့ပွဲကြည့်သွားကြတာဟုတ်လားပွဲကြည့်သွားကြတာမြတ်စွာဘုရားကလည်းဟိုကနေရာ ဗာဒနတိကလည်းတဖြည်း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 ကြွလာပြီသူတို့နှစ်ယောက်ကလည်းပွဲကြည့်ရင်းနဲ့တနေ့တော့ပြိသိနှစ်စဉ်ကြည်လာတဲ့ပွဲကအဲ့ဒီနေ့ရောက်တော့မှကြီးရတာတမျိုးဖြစ်လာတယ်တဲ့ဟုတ်လားအာဒိင်္ဂယန္တိနိသန္တိရင်ခေမောရဏတောနတ္တာရောရန္တိအန္တိမေဒုက္ခတထာလောကေဇနာနတ္တာ ရင်ခင်ပရိသတ်ဆုံးလေဇပွဲသမင်းနိုင်နဲ့တော်နဲ့တာအဟောစလှလှပပနဲ့ပွဲကရန်ထွက်လာကြကုန်သောမင်းသားမင်းသမီးတို့သည်အာဒိပွဲဥထွက်စအစပထမ၌မောရပွဲကြည့်သူပရိသတ်များကိုရှင်လန်းအာရနှစ်သက်စေကြကုန်လျက်ဂါရန်တီစီသုံးတန်ချိုဧတီလုံးတန်ချိုကလေးတွေဖြင့်ယဉ်ကျေးအောင်တည်ဆိုကြလေကုန်၏နေစံဒီခြေကတမျိုးလက်ကတဖုံအကမျိုးစုံကောင်းသောအကတွေနဲ့လက်ကလည်းရရှိကြပါပေကုန်၏ အန္တိမေပွဲပြီးကန္ဒီလင်းအာကြီး၌ဒုက္ခပူကံဆွေးကံဘေးတွေကံနှင့်လွန်ကံတွယ်တွယ်ဒုက္ခစေဖြစ်ကြကုန်လျက်និရောဇန္တိဇတ်သပင်ကြီးဟာပြီးဆုံး၍သွားကြပါပေကုန်၏ဧဝံမေဝပမထယုထို့တူသာလျင်လောကေလောကသုံးခွင်ဟောရိဇယုံပြင်၌မနှုတ်သာလူတို့သည် အာဒိငယ်တို့ရွယ်တို့ငယ်ရွယ်တို့ကာလ၌ မောရငါလို့လို့သဘူမှာရှိရလာခဲ့လို့ရှင်လန်းနှစ်သက်အာရကျေနပ်ကြကုန်လျက်ဟောဇတ်သပင်နဲ့ကိုယ်ခန္ဓာရဲ့ဇတ်သပင်တို့ရှင်ကြည့်တာပြောတာဟုတ်လားဇတ်သပင်တွေကပြိတ္တိဇတ်ကြီးကြည့်လိုက်တဲ့ဘလို့လဲလို့မေးလိုက်တော့အာတိန်ဂာယန္တိဇတ်ရဲ့အစအာတိန်ဂာယန္တိနိစ္စန္တိရင်ကေမောရနတောနတပွဲကြည့်သူပြိတ္တိတွေကိုရှင်လန်းပြီးတော့နေအောင်ကတယ် တီလုံးမျိုးစုံနဲ့ကတယ်ဟုတ်လားခြေကတစ်မျိုးလက်ကတစ်မျိုးဟာခြေကတစ်ဖုံလက်ကတစ်ဖုံဒါမျိုးအကကွက်တွေစုံအောင်နဲ့လဲဘာဖြစ်တော့ကတယ်ဟုတ်ပြီလားအဲ့လိုကကြတာသူတို့ကြည်နေကြတယ်ကြည်ပြီးတော့ဘလို့ဖြစ်တယ်မေးတော့အဲ့ဇက်ပွဲကြီးကိုကြည်ပြီးတော့မခန္ဓာကိုယ်လည်းပြန်ကြည့်လူတွေလည်းအစပထမငယ်တုန်းကတော့ဟာငါလူလူသဘူမှရှိရလားစားခြင်းရာစားမတမတဲ့တာဘာမှရှိဘူးဟုတ်လား ခန္ဓာကိုယ်ကသွားခြင်းရသွားညောင်းနေပင်ပန်းနေဆိုတာဘာမှရှိဘူးဒါပေမဲ့အန္တိကဏီအန္တိမေအရွယ်လွန်ဆုံးအသုံးမကြနောက်ဆုံးကာလတို့ရောက်ခဲ့ပြီဆိုရင်ဒုက္ခခါရေကကုံမျက်စိတွေကမှုံနာတွေကဂိုင်းခါရေကခါရေကဂိုင်းမျက်စိတွေက ထိုင်းနာတွေက ထိုင်းပြီးတော့မှထလိုက်ရင်လည်းဒုက္ခဒုက္ခထိုင်းလိုက်ရင်လည်းဒုက္ခဒုက္ခ အဲ့ဒီဒုက္ခနဲ့တန်လျင်နိရုဇ္ဇန်တိခန္ဓာသတ်သဘင်ပြီးဆုံး၍သွားကြလေကုန်၏ခန္ဓာရဲ့ဇတ်နဲ့အပြင်ဇတ်နှိုင်းရှင်ကြည့်တာပြောတာဟုတ်လားဝိသနုခေဝိသနုငယ်ငယ်ကြည့်ခဲ့ဘူးတဲ့ဇတ်တွေတော့ပထမဆုံးဟိုနတ်ကတော်ကြီးကကတော်ဝဲကြီးမြောက်ပြီးပြီဆိုရင်စတေချိုးထွက်တယ်မလားအာစတေချိုးထွက်ရင်အောက်ကကောင်းလေးတွေကောင်းမလေးတွေပျော်တယ်မင်းသားကပြိတ္တိုက်စတေချိုးထွက်လိုက်ပြီးဆိုအောက်ကကလေးမလေးတွေကဟာလက်ကုတ်တီတီစုတွေချတီလို့မလား မင်းသမီးလှလာလေးထွက်လာရင်လည်းပဲဒီအတိုင်းအောက်ကကောင်းလေးတွေကဟာလက်ကုတ်တွေတွေစုတွေချလေသဘောတွေကြကြတာဟုတ်ပြီနော်အဲ့ဒါဇက်ရဲ့ပထမဇက်ရဲ့အလဲပိုင်းရောက်ပြီးတော့ဇက်ပြတ်ဆက်တွေရောက်ပြီလေဟာပြတ်ဆက်ကြအိမ်တော်ကြီးပြတ်ဆက်ဆိုရင်အစင်မပြေတာတွေနဲ့ရံဖြစ်ကြတဲ့နဲ့ရိုက်ကြတဲ့နဲ့နှက်ကြတဲ့နဲ့စကားတွေပြားလာပြီမို့လားအပူကစလာပြီဇက်သဘင်ပြီးကန်ပြီးပြီဆိုတော့ဇက်ထုတ်ကြီးကတယ်လေမဗရာကိုရာသအမလီကိုရာသမွေကိုက်လို့သေး မဗ္ဗရာကငိုရင်းငိုရင်းနဲ့တည်းအဲ့ဇက်ကြီးဘာဖြစ်သွားတော့မိုးလင်းသွားတာဟုတ်ပြီလားဒါပြင်ဇက်သပင်ရဲ့အခြေအနေခန္ဓာဇက်သပင်လည်းဒီတိုင်းပဲတဲ့ငယ်တုန်းရွယ်တုန်းကတော့ဟာဘာစစဘန်းဖြူဘယ်သွားတော့ဘန်းဖြူငါလိုလိုသဘူမှရှိရလားဆိုပြီးကိုယ့်ရဲ့ကျမ်းမာတဲ့ပိတဲ့အရွယ်ကိုမန်တက်ပြီးတော့တော့ဖြစ်တတ်တယ်။ဒါမဲ့40 50လောက်ရောက်လာပြီဆိုရင်စီဂျိုစလာပြီသွေးတို့စလာပြီခိုးကအငန်စားခြင်းတိုင်းစားလို့မရဘူးအပြင်စားစားခြင်းတိုင်းစားလို့မရဘူးဟုတ်လား။ ဟောတီလုံးလေးတွေပြိတ္တပြောင်းသွားပြီဟုတ်ပြီလားဇတ်သဘင်ရဲ့ပြိတ္တကြီးကျွတ်ကျွတ်ကျွတ်ကလေးကစပြီเนาะပြဇာခံရောက်ပြီပေါ့40 50ဆိုရင်လေအာအသက်16 16 18 19 20ကတော့ဘာခံတော့စတိယူခံပေါ့ဗျာဟုတ်ပြီเนาะအာ40 50ရောက်ပြီဆိုရင်တော့ပြဇာခံပဲပြဇာခံလွန်သွားရင်ဟိုဘက်ကြပြိတ္တဘာကြံတော့တော့ဇတ်ထုံ60 90 80ဆိုရင်တော့မလီထားလိုက်လေဖရာဖရာဖရာထိုင်လိုက်လေဖရာဖရာဖရာဟုတ်လား ခါနာလာကြီးတဲ့မျက်စိကမျက်ရိုးတွေကြိုက်လာကြီးတဲ့နားတွေကြိုက်လာကြီးတဲ့တွေ့သမျှကုံကြိုက်ပြီးကုံနားနေတာပဲသူ့ဟာကလေဖះဖះဒုက္ခဒုက္ခနဲ့တားပြီးတော့ပဲသူ့ရဲ့ဘဝဘာဖြစ်သွားတော့အဆုံးသတ်သွားရတာဟုတ်ပြီလားအဲ့တော့ရှင်သာရိပုတ္တရာနဲ့ရှင်မမောကလံအလောင်းဥပတိတ်တနဲ့ကောလိတာအဲ့ဒါကိုသူတို့ကြည်ကြတာခါတိုင်းနဲ့မတူခါတိုင်းဆိုရင်သူတို့မင်းသမီးလှလှတွေ့ရင်ထပါပြီးစူးချတယ်ခဏိစူးမချဘူးဟုတ်လား စုမကြတော့ကောလိတာကမေးတယ်ဟာတငယ်ချင်းမင်းကြည့်ရတာခဏိခတိုင်းလို့မဟုတ်ဘူးရှင်ရှင်ပြပြမဟုတ်ဘူးဘလို့ဖြစ်နေလဲငါပွဲကြည့်ရတာခဏိတမျိုးကြီးกว่าဘလို့တမျိုးကြီးဖြစ်တယ်လဲပြောစမ်းမအောင်ဆိုတော့မဆွဲတတိဇာပွဲကြည့်တော့ထခနဲ့တီးခဲ့ရပါပြီတဲ့တလောကလုံးပြောပြမဆုံးအောင်ဩချလုံးနေစူညံစီသူ့တကောလုံးနှုတ်မျိုးတော့မှရှု၍မဆုံးရှု၍နေပါပြီ အတိတရားနဲ့တတိထားကြည့်တော့အရှိတရားကထင်ရှားပေါ်လာပြီယုံနံဒုက္ခဟောကံမတိအသိစေဖြစ်ပြဲနေပါသည်တဲ့ရှင်သာရိပုတ္တရာပြောပြတယ်ဥပတေသာလေငါဇက်ပွဲကိုတခြားကြည့်လိုက်တော့တဲ့မှတ်ဆွဲတတိဇက်ပွဲကြည့်တော့ထက်ခနဲ့သိခဲ့ရပြီလေတဲ့ဘလို့သိလိုက်တာတော့ငငယ်ချင်းလို့မေးလိုက်တော့အပေါ်ကကနေတဲ့မင်းသားမင်းသမီးလည်းနှစ်တရာတွင်သေမှာ အောက်ကလက်ကုတ်တီအပေးနေကြတဲ့ကောင်လေးတွေကောင်မလေးတွေလည်းနှစ်တရာတွင်ဘာဖြစ်မှာတို့သေမှာသေမဲ့လူကသေမဲ့လူကိုဘာလုပ်ပြတော့ကပြဟုတ်လားသေမဲ့လူကသေမဲ့လူကိုဘာတီးပေးတော့လက်ကုတ်တီးပေးအဲ့တော့ကားတဲ့လူရောလက်ကုတ်တီးတဲ့လူရောနှစ်တရာတွင်သေမာတဲ့ကားတဲ့လူကလက်ကုတ်တီးတီးတဲ့လူကတီးအဲ့ဒါကိုကြည်ပြီးတော့လေတဲ့ငါအဲ့ဒါခန္ဓာဇပ်ပွဲကြီးငါကြည်နေတယ်ကွာတငယ်ချင်းပေါ့ မဆွဲတတိဇပ်ပွဲကြီးတော့ထက်ကနေသိခဲ့ရပါပြီတလောကလုံးပြောပြမဆုံးအောင်ဩချလုံးတွေစူညံစည်းတဲ့သူ့တကောလုံးနုပြောတော့မှရှုပ်ရမဆုံးရှိ၍နေပါပြီတဲ့တဆင့်တက်လိုက်တော့လေဟာမင်းသမီးလေးထွက်လာအောက်ကကောင်လေးတွေကြည့်အာလှလိုက်တာကွာစလိုက်မိထိုးတာတာကိုဗျဟုတ်လားအသားကြီးကလည်းဘာဖြစ်တော့လာဟုတ်လားမျက်နာလေးကလည်းဘာဖြစ်တော့လာ သဘင်လေးတွေလည်းဘာဖြစ်တော့လှနှာခေါင်းလေးတွေကလည်းလှမျက်လုံးလေးတွေကလည်းလှမျက်ခုံးလေးတွေကလည်းလှအကုန်လုံးသူ့တကုံလုံးနုပြော်တော့မှရှုရမစုံရှိနေနေပါပြီတဲ့ဘယ်နေရာကြည့်ကြည့်ဘာဖြစ်တော့အကုန်လှတယ်ဟုတ်လားမင်းသားလေးထွက်လာတော့လဲဒီတိုင်းပဲအောက်ကကလေးမလေးတွေကအောင်မလီခန္ဓာကိုယ်လည်းလှမျက်ခုံးလည်းလှမျက်လုံးလည်းလှဘာမှမလှတာမရှိဘူးသူ့တကုံလုံးနုပြော်တော့ကတော့အကုန်လှပဲဟုတ်ပြီလားသူ့တကုံလုံးနုပြော်တော့မှရှုရမစုံရှိရနေပါပြီ အတိတရားနဲ့တတိထားကြည့်တော့အရှိတရားကထင်ရှားပေါ်လာပြီတဲ့တတိထားပြီးကြည့်လိုက်တဲ့အောက်ကလူတွေချီးမွမ်းနေကြတဲ့မျက်လုံးဘလောက်ပဲလှလှအဲ့ဒီမျက်လုံးကမျက်ချီပဲထွက်တာကွာဟုတ်လားနာတန်လေးဘလောက်ပဲလှလှအဲ့ဒီနာတန်ကဘာလို့နှက်ချီပဲထွက်တကွာဟုတ်လားဟာသွားလေးတွေဘလောက်လှလှအဲ့ဒီသွားကြားကတချီပဲထွက်တကွာဟုတ်လားအဲ့ကြောင့်သူတို့ကလုံးနုပြုံတော့ဘာမှအပြစ်မရှိဘူးဒါပေမဲ့ အဲ့ဒီဇက်ပွဲကိုတရားသဘောနဲ့ကြည့်လိုက်တော့ငါအဲ့ဒီလူတွေမြင်လာတယ်တငယ်ချင်းဟောခန္ဓာကိုကြည့်လိုက်တော့လေအပြစ်တွေဘလဘွားကြီးနဲ့ဟုတ်လားအဲ့ဒါကိုပြိဿဟိတရားသဘောမမြင်တော့ပြိဿတဏှာနဲ့ကြည့်လိုက်တဲ့ကအကုန်လုံးသဘောကျတယ်ဒါပြောတာနော်အဲ့ဒီယုံနံဓမ္မတွေကဘယ်တော့မှအမြဲမတည်ဘူးသေမဲ့လူကကသေမဲ့လူကအပေးဟုတ်လားအဲ့တော့ငါတွေးတာကွာတဲ့အဲ့လိုတွေးတာ အဲ့မှာတငယ်ချင်းတယောက်အတွေးပေါ်တယ်အေးငါတငယ်ချင်းဒါဆိုရင်သေတဲ့နေရာရှိရင်မသေတဲ့နေရာလည်းရှိရမယ်ဒီလိုမျိုးနော်ဒါဆိုမင်းနဲ့ငါနဲ့မသေတဲ့တရားရှာရအောင်အေးရှာမယ်ကွာဆိုပြီးတော့ပွဲကြည့်ရင်းနဲ့တန်ဝေကရပြီပြိတဲ့ဘာလို့တော့တရားရှာထွက်ကြတာဟုတ်ပြီနော်အေးအဲ့တော့တော်တော်ကောင်းတို့တို့ဒါရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလန်ဟာဦးဇင်းတို့စာပေတွေမှာတို့ရဲ့ဘဝဖြစ်စဉ်လေးတွေကတွေ့တွေ့ပြီးတော့ပေါ်ပြတာများလို့ ဥစဉ်ကတို့ရဲ့ဘဝမှာခဏိအပိုင်း၁ပါရမီဖြည့်စဉ်ကစပြီးတော့ဘယ်ရောက်တော့ယခုဘဝပြိသိတရားဇက်ပွဲကြည်ရင်နဲ့တရားသဘောပေါက်ပြီးတော့သေးရာကနေသေးရာရှိရင်မသေးရာရှိရမယ်ဆိုပြီးတော့မသေးရာတရားရှာတဲ့အထိရောက်ပြီပေါ့ဗျာဟုတ်လားအေးအကြောင်းတရားချစ်ခင်တော်စင်များဤကဲ့သို့မြင့်မြတ်သောပုဂ္ဂိုလ်များမြင့်မြတ်သောပုဂ္ဂိုလ်တစ်ပါးရဲ့စိတ်ထားကိုကြည်ပြီးတော့သိရတဲ့အတွက်တာကြောင့် သူတော်ကောင်းတို့တို့လည်းမြင့်မြတ်တဲ့ဘုံမြင့်မြတ်တဲ့ဘဝမြင့်မြတ်တဲ့ဌာနတွေမှာပိုင်ဆိုင်ကြကုန်ပြီလျင်အမြတ်ဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရရှိရောက်ရှိနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း